မင်္ဂလာပါရှင်မေလာနေ့ရဲ့တောက်ချာနေအတွက်ရှယ်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရောင်းသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့မီးစက်နှင့်ဆိုလာစွမ်းရည်တူလာမှုကုန်စည်ပြပွဲအားရန်ကုန်မြို့တွင်ဒုတိယကြိမ်ဖြစ်စတင်ကျင်းပတဲ့တွင်နိုင်ငံတကာကုမ္ပဏီအမတ်တစိပောင်း150ကျော်ရဲ့ဆိုင်ငံပေါင်း100ကျော်က၄ရက်တာပါဝင်ရောင်းချမယ်မီးစက်နှင့်ဆိုလာစွမ်းရည်တူလာမှုကုန်စည်ပြပွဲအားရန်ကုန်မြို့တွင်ဒုတိယကြိမ်ဖြစ်စတင်ကျင်းပကြောင်းသိရပါပါတယ် မြန်မာ Power and Solar Energy Storage Lighting Expo 2025လို့အမည်ပေးထားတဲ့မေဆန်းနဲ့ဆိုလာစွမ်းအင်တူလောင်မှုကုန်စည်ပြပွဲအားမေလာတရနေ့မှ၄ရက်နေ့အထိရန်ကုန်မြို့အင်အားလေးဟိုတယ်ရှိရန်ကုန် Convention Center မှာပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့စမ်းချောင်းမှာမိစက်ကထွက်တဲ့မိကုံငွေကိုရှုမိပြီးတိုက်ခန်းအတွင်းမှာမိသားစု၄ယောက်အသက်ရှူကျက်သေးဆုံးမှုဖြစ်ပွားတဲ့တဲ့။ ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်ရွှေလောင်းလန့်တွေကတိုက်ခန်းလေလွာမှာမိသားစုလိုက်အသက်ရှူရသည့်ဆုံးပြီးပုတ်ပွားနေတဲ့ရုပ်လောင်းလီလောင်းကိုမေလာတရမှာတာဝန်ရှိသူတွေကစစ်ဆေးတွေ့ရှိရတယ်လို့သိရပါဗျ။အဆိုပါတိုက်ခန်းလေလွာရှိအခန်းကနေအပုတ်နဲ့နေထွက်ရှိနေရကြောင်းတိုက်ခန်းတကားကိုဖျက်ပြီးဝင်ရောက်ကြည့်ရှုရမှာတိုက်ခန်းတွင်အသက်ရှူရပြီးသေဆုံးကပုတ်ပွားနေတဲ့အလောင်းလီလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။လူလေးယောက်နဲ့အခွေးတကောင်အခန်းထဲမှာပုတ်ပွားသေဆုံးနေကြောင်းမိဆက်ရဲ့မိကိုနန်းကြောင်းလို့သိရကြောင်း နောက်ဖေးကမ်းမှာမိဆက်နိုပြီးအဲဂိုနဲ့အိတ်ချင်းဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူကဆိုပါတယ်။တည်ဆုံးသူတွေကတော့အဖေဖြစ်သူ အသက်30နှစ်နဲ့အမေဖြစ်သူအသက်25နှစ်၊တားဖြစ်သူအသက်10နှစ်အပါအဝင်အတော်တော်ဆက်သူအသက်16နှစ်အရွယ်မိန်းကလေးတို့တည်ဆုံခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ဆန်းကျောင်းအရင်မိသက်တပ်ဖွဲ့ကရန်ကုန်စေယုံကြီးတို့ပို့ဆောင်ပေးကြောင်းလည်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့84ကြိမ်မြောက်အောင်မလီတိန့်တီဖွံ့ဖွဲတွင်ရခင်လာထီဖွံ့ဖွဲမှစုမဲတံပိုးမပြေမီတဲ့ ်ကျက်တန်း3.3အားပေါင်းထည့်ဖွင့်လှစ်တယ်လို့ဆိုတဲ့တဲ့။ 84ချိန်မြောက်အောင်ပါလေသိန်းစုထီဖွင့်ပွဲတွင်ရခိုင်လာထီဖွင့်ပွဲမှာစုမဲတံပိုးမပြေမီတဲ့ချက်သိန်း၃ညတသမ၂၃၂အားထည့်သွင်းဖွင့်လှစ်ခဲ့ကြောင်းအောင်ပါလေသိန်းစုဌာနခွဲရေးထုတ်ပြန်ချက်အရသိရပါတယ်ထုတ်ပြန်ချက်အရ၂၀25ခုနှစ်မေလတည်းအတွင်းကျင်းပခဲ့တဲ့84ချိန်မြောက်ချက်တထောင်နဲ့အောင်ပါလေသိန်းစုဖွင့်ပွဲအတွက်ထီလမ်းမများကိုကအခရာမှာအစဉ်လိုက်စာအထီစုစုပေါင်းအခရာ၈လုံးမှာထီစာအောင် 635,444အုပ်အားရောင်းချနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးထီလက်မှတ်များရောင်းချရငွေမှာကျပ်သိန်း6,545ဒသမ443ဖြစ်တဲ့အတွက်ရာခိုင်နှုန်း80ခွဲဝေးချင်းမြင့်မဲ့ထီစုငွေမှာကျပ်သန်း4,581ဒသမ83ဖြစ်ကြောင်း အလားတူ83ချင်းမြောက်ထိဖွင့်ပွဲမှာစုမဲတံပိုးမပြေမီတဲ့ကြက်တန်း3ညတသမ2.3နှစ်အားပေါင်းထည့်ဖွင့်လေတော်မှာဖြစ်တဲ့အတွက် ခွဲဝေချင်းမြင့်တဲ့ထိစုငွေစစုပေါင်းမှာကြက်တန်း4580တသမ3ညလေး3ညဖြစ်ကြောင်းသိရပါရရှင်ပြည်သူများရှင်ကျမတို့ရှယ်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စင်များကိုအချိန်နဲ့တပြေညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။